လင်းခေခရိုင်ကွန်မြူနတီစင်တာ၌လူငယ်ရေးရာသိပညာပေးဟောပြောဝဲဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရဲမင်းနယ်တောင်ပိုင်းလင်းခေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လင်းခေမြို့နယ်ရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတို့ပူးပေါင်း၍လူငယ်ရေးရာသိပညာပေးဟောပြောပွဲကိုယနေ့နဲ့9နာရီခွဲကခရိုင်လူထုအခြေပြုဘိုးဌာနကွန်မြူနတီစင်တာ၌ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါဆောင်ရွက်ရာတွင်ဥစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Linkey ခရိုင် Linkey မြို့မှာရဲတပ်ဖွဲ့စခန်းမှာစခန်းမူဒုတိယရဲမှူးခင်ရွှေကလူငယ်များဆိုင်ရာမှုခင်းများနဲ့ပတ်သက်သည့်ဥပဒေများအကြောင်းသိကောင်းစရာများအသိပညာပေးဟောပြောခဲ့ပါသည်ဆက်လက်၍ခရိုင်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးတန်းမြင့်လက်ထောက်ညွှန်ကြားရေးမှူးက2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာနှင့်ဆက်လင်းသည့်သိကောင်းစရာများ အချက်လက်များအချို့တို့ကိုရှင်းလင်းသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီးဟောပြောပွဲအားရုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်။ဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများကလူမှုခြေပြုဘုရားဌာနခရိုင်ပြည်သူစာကြည့်ရအတွင် ခင်းချင်းပြသထားသည့်စာအုပ်စာဆောင်များဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။